ကော်ဖီဆိုတာကလူတိုင်းကြိုက်နေကြတဲ့တောက်စရာတစ်မျိုးပဲဖြစ်ပါတယ်။ကော်ဖီတောက်တာကကျန်းမာရေးကောင်းကျိုးရည်ရှိသလိုချိုးကျိုးရည်ရှိပါရဲ့နော်။ဒီနေ့မှာတော့ဘိုက်ထဲမှာဘာအစားမှမရှိတဲ့အချိန်ကော်ဖီတောက်မိတဲ့အခါမှာဖြစ်လာနိုင်တဲ့ပြဿနာလေးတွေကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။အသင့်အသင့်ကော်ဖီတောက်သုံးတာဟာကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတာကလူတိုင်းသိပြီးသားနေမှာပါ။အထူးသဖြင့်ကော်ဖီထဲမှာပါရှိတဲ့ ခန္ဓာကိုယ်အကျိုးပြုဒေါက်တာဆန့်ကျင်ပစ္စည်းတွေအားဆိုရင်ဥမာကြီးကင်ဆာမဖြစ်အောင်လို့ကာကွယ်ပေးပါတယ်။အသေးအနံမျိုးနဲ့ဝင်ကော်ဖီဆေးထဲမှာဒေါက်တာဆန့်ကျင်ပစ္စည်းတွေပါရှိနေတာကိုတွေ့ရတတ်ပါတယ်။အစားအသောက်ဆိုင်ရာဓာတ်ခွဲဆန့်သက်သူတွေရဲ့လေ့လာချက်တွေအရဒီဒေါက်တာဆန့်ကျင်ပစ္စည်းတွေဟာဟာလာဟင်းလေးဖြစ်နေတဲ့အစာအိမ်တနည်းအားဖြင့်ပြောရရင်တော့ဗိုက်တင်မှာဘာအစာမှမရှိဘဲနဲ့ကော်ဖီတောက်မိတဲ့အခါမှာဆိုးရတဲ့တပောက်ပြန်မှုကိုခံစားရနိုင်တယ်လို့ပြောကြပါတယ်။ အသေးစိတ်အနေနဲ့ပြပြရမယ်ဆိုရင်တော့ဟာလန်ဟင်းဟင်းဖြစ်နေတဲ့အစာအိမ်တွေကို black coffee ရောက်နေတာကတော့ note လုံးဝမပါတော့ coffee ချမ်းပေါ့နော်ဒီလို coffee ချမ်းတစ်ခွက်ကိုလောင်းထည့်လိုက်တော့မယ်ဆိုရင်အစာချင်းအင်ကအစစ်အပိုင်းတွေမှာ hydrochloric acid တွေကထွက်ရှိလာပြီးတော့အစာအိမ်ရောင်ရမ်းနာယောဂါကိုဖြစ်စေနိုင်ပါတယ်အကယ်လို့ကိုယ့်ရဲ့အစာအိမ်ကဘလောက်ပဲချမ်းမာနေတဲ့အစာအိမ်ဖြစ်ပါစေဒီလိုမျိုးတုံ့တုံလိုက်တဲ့အတွက်ကြောင့်မို့လို့ hydrochloric acid တွေကအစာအိမ်ထဲမှာပြန့်နှံ့သွားပြီးတော့ ထမင်းဒါမှမဟုတ်အဖက်တွေစားပြီးတဲ့အခါမှာဒီအစားစာတွေကို အစာအိမ်ကကောင်းစွာခြေဖက်နိုင်ဖို့ခက်ခဲသွားပါပြီ။အဲ့ဒါအပြင်ဒီအစားစာထဲမှာပါရှိတဲ့ပရိုတင်းအာဟာရတန်ဖိုးတွေအရဆိုရင်လည်းအာနိသင်ပြည့်ပြည့်လို့မျိုးပါဖြစ်သွားပါတော့တယ်။နောက်ဆက်တွဲအနေနဲ့ကတော့ရေပြည့်ရေကန်ဖြစ်ပြီးတော့ပြုတ်ကျင်အန်ဂျင်စိတ်တွေဖြစ်လာတာအဆစ်အထွက်များတာဘိုင်းနာဖိုက်အောင်နဲ့ဥယောင်လေးပွားလာလို့အပြင်ဥမစီကိစ္စအထိပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လဲကျမရဲ့သူတွေဒီတွေကကော်ဖီတောက်ဖို့အတွက်အသင့်တော်ဆုံးအချိန်ကိုနည်းနည်းအိပ်ရထားပြီးတော့တနာရီခန့်အကြာမှတောက်ခိုင်းတယ်။ဒါမှမဟုတ်လို့ရှိရင်ကော်ဖီမတောက်ခင်ပေါမုံချန်တစ်ချက်လောက်ပဲဖြစ်ဖြစ် အဖက်တစ်ခုကိုစားပြီးမှပဲတောက်ပါလို့အကြံပြုထားကြပါရယ်နော်။အရာအပြင်နည်းနည်းအိပ်ရထားတဲ့ချင်းကော်ဖီကိုအလင်းစလုံးမတောက်သင့်ပါဘူးနော်။ဒါဘာကြောင့်လဲဆိုရင်နည်းနည်းအိပ်ရထားတဲ့ချင်းကော်ဖီတောက်မိတဲ့အခါမှာခန္ဓာကိုယ်ထဲမှာကော်တီဆိုပမာဏတွေက ရုတ်တရက်တိုးပွားလာပြီးတော့ ကီကော်ဒီဇော်တွေကခနာကိုတွင်းမှာရှိတဲ့ဇီဝဖြစ်စဉ်နိုင်ယူတွေကိုကြီးမားတဲ့အဟံအတာဖြစ်စေလိုပါပဲအသက်ရှိပြီးအနာမြင့်ကြောင်ဖြစ်စေဖို့အတွက်ဖိုက်တဲ့မှာဘာအစာမှမရှိခင်ကော်ဖီမတောက်ကြပါနဲ့လို့တိုက်တွန်းပြစေနော်အကယ်လို့ကိုဟာမိုးလင်းလာတဲ့ကော်ဖီကွက်ကိုခံပြီးတော့ထားလိအချင်းရှိတဲ့သူဒါမှမဟုတ်လို့ရှင်မတောက်ရမနေနိုင်ဘူးဆိုရင်တော့ကော်ဖီမုတ်နည်းထည့်ပြီးတော့နွားနို့အနေငယ်ဒါမှမဟုတ်ရင်ထောက်ပဲ့အနေငယ်တော့ပဲထပ်ဖြည့်ပြီးတော့ တော့ပါလို့တိုက်တွန်းရင်းနဲ့ပဲဗီဒီယိုလေးကိုညီကိုချုပ်လိုက်ပါရစေ။နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။